လာပါရှင်။အပြည့်လန်းချန်နယ်ကနေပြန်လည်ရောက်ကြည့်ကြပါရစေ။ဒီတစ်ခါမှာတော့သူရင်သတင်းစာနဲ့စာရေးဆရာတဦးဖြစ်တဲ့ဘာတေးလုံနာရဲ့ Outrage Burma Struggle for Democracy တောင်းမဟုတ်မမပြည်ဒီမိုကရေစီတိုက်ပွဲအခမ်းနဲ့ရွှေပြည်တော်ရဲ့တတိယပိုင်းကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်။လွတ်လပ်ရေးအတွက်အသင့်ဖြစ်နေချိန်တွင်လုံးဝမမျှော်လင့်ထားသောဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့သည် ဇန်နဝါရီလ19ရက်နေ့မနက်တွင်စစ်တုံးချက်ကားနှစ်စီးရန်ကုန်မြို့လမ်းမတလျှောက်အပြင်းမောင်းနေလာပြီးတာဟိုစီလန်းယခုမဟာဗန္ဒူလလမ်းရှိအတွင်းဝင်ရောယခုဝန်ကြီးများရုံးရှိတွင်ထိုးရက်လိုက်ကြ၏အပေါ်စားဆက်သနတ်များကန်ဆောင်ထားကြတော့စစ်ယူနီဖောင်းဝဲလူငယ်တချို့ကားပေါ်မှခုန်ဆင်းလိုက်ကြသည်အစိုးရအဖွဲ့အစည်းအဝေးကျင်းပလျက်ရှိသည့် လိုနီခေအုံမီအဆောက်အုံဟောင်းအတွင်တို့အစောတွင်ဝင်ရောက်လာကြသည်ထို့နောက်ဘုကြောင့်အောင်ဆန်းဦးစီး၍အစည်းဝေးထိုင်နေကြတော့ဝင်ကြီးများရှိရာခမ်းမတဲ့တို့ဝင်သွားကြပြီးတနက်နေ့ချိန်၍ထိုင်ကြမလုံနဲ့ဟုအော်ဟစ်အမိန်ပေးလိုက်သည်ဗိုလ်ချုပ်အောင်ဆန်းထလိုက်သည့်အချိန်တွင်တနက်သမားများကစတင်ဖြစ်ခတ်လေတော်သည် က္ကန့်30အကြာမြောက်ဖြစ်ခဲ့ပြီးနောက်အဆောက်အအုံပြင်ပရှိသူတို့ဤခြေကားများဖြင့်ထွက်ခွာသွားခဲ့ကြသည်မနက်7:38မိနစ်တွင်အတွင်းဝန်ရုံးရှိအခြားပုဂ္ဂိုလ်များအစည်းအဝေးခန်းမတွင်သို့တိုးဝေဝင်ရောက်လာကြသည် တခန်းလုံးစူးရသောရန်ွေများဖြင့်ပိတ်မောင်နေတော်သည်ဂျွန်းတုံမောက်ကုံဖြစ်နေသောစပွဲကလထိုင်များတွင်လည်းသွေးခွက်များဆုံးထင်းပေးကြံလျက်ရှိပြီးတန်းပြင်ပေါ်၌လဲနေသောကိုဦးမှအသက်ပြောင်းလျက်ရှိသည်ထို့သူတို့မှာဘူကြောင်အောင်ဆန်းနှင့် သူ၏ရောင်ရင်းဖြစ်သည်1920ခုနှစ်ကကျောင်းသားတပိတ်ခေါင်းဆောင်တခင်များအမျိုးသားရေးတီရောက်ကြနဲ့အက်ဒီတာလည်းဖြစ်ခဲ့သောထင်ရှားသည့်ဖတ်စာပလခေါင်းဆောင်ဦးပါချူကျောင်းဆရာကြီးလည်းဖြစ်နိုင်ငံရေးသမားလည်းဖြစ်သောမွတ်စလင်အမျိုးသားဥရာဇတ်ရေနံကျောင်းရေနံမြေဖတ်စာပလဥက္ကရာဖြစ်သူဘိုကျောင်းအောင်ဆိုင်အဖိုးကြီးဦးပါဝင်ဖတ်စာပလအစိုးရနဲ့ရှာရှာပါပါပေါင်းခဲ့သောတရင်ခေါင်းဆောင်မန်းပါခိုင် ပြည်မနဲ့ပြည်နယ်တောင်တန်းဒေသများပူပေါင်းရေးအတွက်တခေအောင်ဆိုင်၏ကြိုးပမ်းမှုတွင်ပါဝင်ခဲ့သောရှမ်းပြည်နယ်မှမိုင်းပုံစော်ွားကြီးဆက်ဆံတန်းတို့ဖြစ်ကြသည်ထို့ပြင်လူသက်သမားများရောက်နေချိန်၌ပင်အစီရင်ခံစာတစ်ခုတင်သွင်းရန်ရောက်ရှိလာသောတည်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှဒုတိယအတွင်းဝန်ဖြစ်သူဦးအောင်မောင်နှင့်ဥရာဆိုင်တက်တော်ဆောင်ရဲဘော်ကိုထွေးတို့လည်းပေးဆောင်သွားခဲ့ကြသည် တစ်မျိုးသားလုံးပူဆွေးကြည်ကွဲမဆုံးဖြစ်ကြရလိမ့်မည်။လွတ်လပ်ရေးမရမီတွင်ဗြိတိရှားလက်အောက်မှမြမပြည်ကိုလွှဲပြောင်းလက်ခံတာဝန်ရေးရန်ပြင်ဆင်ကြိုးပမ်းနေကြသောအမျိုးသားပေါင်းဆောင်များကွယ်လွန်ကြရရှာလိမ့်မည်။မျိုးသား ရဲကောင်ဘူကျော်အောင်ဆန်းမှာအသက်32နှစ်သာရှိသေးပြီးသမီးဒေါခင်ကျင်းနဲ့ကလေးငယ်၃ယောက်၊သားငယ်၂ဦးနဲ့နှစ်နှစ်အရွယ်သမီးငယ်၁ဦးတို့ကြာရင်ခဲ့သည်။သူနေ၌ပင်ရန်ကုန်ပလိတ်များကကလုံးဦးစောကိုဖမ်းဆီးလိုက်ပြီးလူသက်မှုနဲ့ဇွဲချက်တင်တော်သည်။ဦးစောမှာလက်ရနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးဘူကျော်အောင်ဆန်းအိအဓိကပြိုင်ဘက်ကြီးဖြစ်သည်။သူသည်လွတ်လပ်သောမြန်မာနိုင်ငံတွင် ဝင်ကြီးချုပ်ရာဒူရရှိရေးအတွက်လုံးပန်းနေသူလည်းဖြစ်သည်ဦးစောမှာအပြည့်ရှိချောင်းတွေ့ရှိရသဖြင့်1948ခုနှစ်မေလတွင် ကျိုးပေ၍ကွက်မြတ်ခြင်းခံရလေသည်အစပလာအဖွဲ့ချုပ်ဤဒုတိယဥက္ကဋ္ဌဖြစ်သောចောင်းသားခေါင်းဆောင်ဟောင်းတခင်နှုတ်သည်ဝင်းကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည်အောက်တိုဘာလတွင် သူသည်လန်ဒန်မြို့သို့သွားရောက်ကာ အက်တလီနဲ့ဒုတိယစာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်မြန်မာနိုင်ငံရှိထင်ရှားသောနှက္ခတ်ဗေဒပညာရှင်များကဂယုတဆိုင်တွက်ချက်ရွေးချယ်ပေးခဲ့သည့်စက်တရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မနက်၄နာရီမိနစ်20ချိန်တွင်မြန်မာပြည်သည်လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာခဲ့သည်ထိုဗေဒင်ဆရာများကို အနောက်တိုင်းမှပညာသင်ကြားပြီးပြန်လာတော့နိုင်ငံရေးခေါင်းဆောင်များကပါတိုင်ပင်နာခံကြသည်ဂျူနီယန်ဂျက်ဟုခေါ်သောဗြိတိရှ်အလံကိုရှင်းချပြီးမြမပြည်တွင် နောက်ဆုံးကျန်နေခဲ့သောဗြိတိရှ်စစ်သားများသည်စစ်ပင်ခရာဖြင့်ခေဟောင်းတာယာဟုသော စကော့တီကိုတီးမှုတ်၍ထွက်ခွာသွားကြသည်သူတို့သည်လွတ်လပ်သောတမရနိုင်ငံ၏အစိုးရအဖွဲ့ကိုဦးဆောင်ပြီး မရရာထူးကိုမူရှမ်းစော်ဝါကြီးဆက်ရွှေတိုက်အားအမင်းလိုက်သည်ရှမ်းစော်ဝါကြီးဆက်ရွှေတိုက်မှာမြမပြေမှညားစွာသောတိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များအနက်အထင်ရှားဆုံးဖြစ်သည်ပရင်တို့အခြား၌မကျေနပ်မှုများပြန့်ပွားနေတော်လဲပရင်မျိုးသားတဦးဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးစမစ်တုံးကိုတမတော်ဤစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်တူလာအောင်ရှိအရေးပါသောရာထူးနှစ်နေရာကိုလည်းပရင်များကိုပဲ ဖန့်အပ်ခဲ့တယ်။သို့နဲ့စံထဗြိတိရှစစ်တပ်ကတော်စင်ဘုံမူးကျုပ်စောကြတော်မှာစစ်ရေးကျုပ်ဖြစ်လာပြီးဘုံမူးကျုပ်ရှီရှုံးမှာ လေတက်မှဒုစစ်ဦးစီးဖြစ်လာခဲ့တယ်။သူတို့အသီးသီးကိုခန့်အပ်ရခြင်းအကြောင်းမှာပေါ်ကျောင်းအောင်စံမကြဆုံးမိတာအတိအကျမှားထားသောကြောင့်ဖြစ်သည်။ပြည်တော်စုတင်မြဲရေးကိုထောက်ရှု၍စီစဉ်ခဲ့ခြင်းဖြစ်သည်။တို့ရတွင် အလားအလာကောင်းသောပြည်တော်စုမြန်မာနိုင်ငံသည်၃လမပြည့်မီ တရေရှင်ရေးပြဿနာနဲ့ကြုံတွေ့ရတော့သည်မတ်လ28ရက်နေ့တွင်အခင်တန်းထုံဦးဆောင်သောဗမာပြည်ကွန်မြူနတီပါတီ CPP သည်တောခို၍အစိုးရအားလက်နက်ကန်တိုက်ခိုက်တော်သည်ရန်ကုန်မြို့မြောက်ဘက်ရှိပဲခူးခရိုင်ပောက်ခေါင်းကြီးချေးရွာ၌ဧပြီလ2ရက်နေ့တွင် ဖြစ်ပွားခဲ့သောပြစ်ခတ်မှုမှာပထမဆုံးတိုက်ပွဲခေါ်တမ်းဖြစ်သည်ဤတွင်မြမာပြည်၏ အနည်း40ကြာပြည်တွင်းစစ်စတင်ခဲ့ပြီဇူလိုင်လတွင်ပြည်သူရဲဘော်အရန်တပ်ဖွဲ့တပ်ဖွဲ့ကလည်းအစိုးရအားစန့်ကျင်တိုက်ခိုက်ခဲ့ပြီထို့နောက်ဩဂုတ်လတွင်တရက်မျိုးရှိဗမာတနက်ကိုင်းတပ်ရင်းတင်မှရဲဘော်များပုံကန်ကြရာတရက်တပ်တွင်ပုံကန်မှုသည်တခြားတပ်များသို့ပြန့်နှံ့သွားပေသည်မြမပြည်အလဲပိုင်းဒေသများရောင်စုံတပုံများလက်ထဲသို့ကြာရောက်သွားတော်သည် တပံအဂုဏတွင်ပင် KNU ၏ကိုပိုင်စစ်တပ်တပွဲဖြစ်သောစောဘဦးကြီးဦးဆောင်သည့်ပြည်မျိုးသားကာကွယ်ရေးအဖွဲ့ချုပ် KNDO Karen National Defense Organization သည်တထုံမလမြိုင်မြေတဝရှိအစိုးရတပ်များကိုစတင်တိုက်ခိုက်လာကြသောအခါ၌အခြေအနေဆိုးသည့်ထက်ပို၍ဆိုးလာတော်သည်1946ခုနှစ်ဇန်နဝါရီလတွင်ပြည်တို့၏လက်နက်ကင်ထကြမှုသည်အရှိန်အဟုန်မြင့်မားလာခဲ့သည် ၎င်းတို့သည်လမ်းကောင်းမြောက်ပိုင်းရှိအင်းစိန်မြို့ကိုတင်းယူနိုင်ခဲ့ကာနမဲဆိုးလုံးလာသောအင်းစိန်ထောင်မှထောင်သားများကိုလွတ်ပေးလိုက်ကြသည်လွတ်ပေးလိုက်သူများတဲ့တွင်ဘိုးเจ้าအောင်စန်းတို့အားလောက်ကျန်သူများကိုလက်နက်ထုတ်ပေးမှုဖြင့်ထောင်ချနေသူကပ္ပိန်ဗီဗီယန်ဘူဂျီဗီဗီယန်လည်းပါဝင်ခဲ့သည်အနောက်ဘက်ရှိရခိုင်ဒေသတွင်မွတ်စလင်မူဂျာဟစ်ပျောက်ကြားများအပြင်ပြောင်စုံကွန်မြူနီအုပ်စုများကလည်း ခိုင်အမာရက်တီလျက်ရှိကြသည် အလန်နေအဖွဲ့ကို နမဲဆိုးလာသောဘုံပေါက်တာကျော်ကခေါင်းဆောင်ခဲ့သည်သူ့နီးတူထင်ရှားသော တိုက်ပေါ်တိုက်ဖက်ဥစိန်နာမှာအနောက်တိုင်းတောင်တန်းဒေသတွင်ယောက်ျားစစ်ကိုစိန်နွှဲလျက်ရှိသည်ဥစိန်သာသည်ဘုံကြီးလူတော်တအူးဖြစ်ပြီးရခိုင်ပြည်ဤဘရင်ဟုလူသိများသည်အနှဲငယ်မြတာမွန်ကရင်နီနှင့်ပအိုးတို့သည်လည်းပင်ရေတပုံများနှင့်မဟာမိတ်ဖွဲ့ပြီးတိုင်းပြည်ဤအရှေ့ပိုင်းဒေသတွင် ရန်ကုန်အစိုးရကိုတိုက်ခိုက်နေခဲ့ကြပြီပမတမတော်ရှိထိပ်သီးကရင်ဘိုးသုံးဦးမှာအစိုးရအပေါ်သက်စာစောင့်တိကြတော့လဲဖေဖော်ဝါရီလ၁ရက်နေ့တွင်အငိမ့်စားယူခဲ့သည်စမစ်တုံးဤလက်ထောက်ဖြစ်သူဒုဗိုလ်ချုပ်ကြီးနေဝင်းအားချက်ချင်းတက်မတော်ဤစစ်ဦးစီးချုပ်နှင့်စစ်တေနာပတိဖြင့်ခန့်အပ်လိုက်ကြသည်ရဲအဖွဲ့နှင့်ပြည်သူ့စစ်အဖွဲ့တို့ကိုလည်းသူဤလက်အောက်၌ပင်ထားလိုက်သည်ဧပြီလ၁ရက်နေ့တွင် သူ့ကို ဒုတိယဝန်ကြီးချုပ်ဖြစ်ခန့်အပ်ခဲ့ပြီးပါကွယ်ရေးနှင့်ပြည်ထရေးဝန်ကြီးဌာနများကိုပါဦးတွဲတာဝန်ယူစေခဲ့သည်။ရုပ်ချင်းဆိုသလိုလူသိနေလာသောဒုဗိုလ်ချုပ်ကြီးနေဝင်းသည်တိုင်းပြည်ဤဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ဦးနှုတ်၏အယတားအစိုးရမှစစ်တပ်နှင့်လက်နက်ကိုင်တော်လှန်ပုံကံသူများကြားညှက်ပြီးတရားခံဖြစ်နေတော်သည်။နောက်တွင်သမိုင်းဆရာဒေါက်တာမောင်မောင်၏ရေးသားချက်အရဘိုနေဝင်းသည်ထိုချိန်၌ နိုင်ငံရေးအာဏာကိုမျှော်လင့်ချက်မထားရှိပေကြီးပထမရွေးကောက်ပွဲကိုလွတ်လပ်စွာနဲ့တရားမျှတစွာကျင်းပနိုင်ရေးအတွက်ငြိမ်မှုပြပြရေးကိုအရယူတိစောက်ပေးမည်ဖြစ်ကြောင်းသူကကတိပြုခဲ့သည်။တခြားလိလာသူများကရည်ရချက်ကြီးလာသောမိုးကြုတ်ကြီး၏အရှိန်အဝါကြီးမားမှုကိုစိုးရိမ်စွာစောင့်ကြည့်လာကြသည်။သူသည်စစ်တပ်တွင်ဩဇာခိုင်မြဲရေးကို တစတစကြိုးပမ်းလာခဲ့သည်။ သူဤဩဇာကံလူစုမှာသူဦးစီးခဲ့သောဗမာတနတ်ကံတိုက်ရင်လေးမှာအရာရှိတစုဖြစ်သည်ဒုတိယကမ္ဘာစစ်အပြီး၌ဖွဲ့စည်းခဲ့သောတိုက်ရင်လေးသည်ဖွဲ့စည်းချိန်မှစ၍1948ခုဒီဇင်ဘာလအထိသူဤဦးစီးမှုအောက်တွင်ရှိနေခဲ့သည်တိုက်ရင်လေးမှာအရာရှိစစ်ဗိုလ်များမှာဥပစွေဤဗမာပြည်ဆိုရှယ်လစ်ပါတီကိုထောက်ခံအားပေးခဲ့ကြသည် လက်နက်ကင်အောင်ကြမှုကြီးမပေါ်ပေါက်လာမီမမတမတော်မှာအင်းအားနေပြီးတရင်ခဏခုသာရှိသည်လူများစုမှကရင်များဖြစ်ပြီးတလံပုံကံမှုတွင်ပါဝင်ခဲ့ကြသည်တရင်နှစ်ခုကိုကွန်မြူနစ်များထိုးပေါက်စိတ်ဝင်စည်းရုံးထားကြသည်နိုင်ငံတော်လုံးမှာအန်ဒီယန်နှင့်ရင်ဆိုင်နေရပြီးမြို့တော်နှင့်အနီးတစ်ဝိုက်ရှိနေမည်များကိုသာအောက်ချုပ်ထားနိုင်သောဦးနှုတ်ဆိုရကိုပြင်ပကဘာမှရန်ကုန်ဆိုရဟုလောင်ပြောင်ပြောဆိုလာကြသည် အစိုးရဆက်လက်ရည်တည်နိုင်မည်ဟုယုံကြည်သူနည်းပါးလာသည်။သို့သောတမီးတပုံရည်တည်နိုင်ခဲ့ပြီးပင်မတကြီးအချိန်လူ၍တမတော်ကိုအစ်စ်ပြန်လဲတည်ဆောက်ရသည်။ပြည်သူများ၏ထောက်ခံမှုရအောင်ကြိုးစားရသည်။ပြည်သူများကိုစီယုံရ၌ဒီမိုကရေစီ၏အခြားတစ်ပတ်တွင်ဆရာနာရှင်နှင့်ကွန်မြူနီအာဏာရှင်စနစ်များသာရှိကြောင်းရင်းစနစ်နှစ်ခုစလုံးပင်လည်းတိုင်းပြည်ကိုဖျော်ဖျဲဖြစ်စေမည်ဖြစ်ကြောင်းပြည်သူများယုံကြည်တော်ဝင်လာအောင်ပြောပြခဲ့ရသည် ။စသဖြင့်ဥနုလက်အောက်ဥကြုံငင်းကနောက်တစ်ချိန်တွင်ရေးသားပဲလေ။ KNDU တို့၏အကျွမ်းမဲ့ကွန်မြူနတီစန့်ချင်ရေးနှင့်ပြည်သူ့ရဲဘော်တို့ကွန်မြူနတီများနှင့်ချစ်ကြည်ရေးပြပြလာခြင်းစသောတဘုံတို့အကျွမ်းမငြိမ်ညွတ်မှုများကြောင့်ကြောင့်အိန္ဒိယဝန်ကြီးချုပ်နေရူးထံမှရန်ကုန်တို့လက်နက်အမြောက်များပေးပို့မှုကြောင့်ကြောင့်အစိုးရ၏အင်အားခိုင်မာတောင်းတင်းလာပါလေ။1950ခုတွင်ပုံကန်ထားကြောင်းမှုကြီးဤကျော်ရုပ်ကိုချိုးပြနိုင်ခဲ့ခြင်းမှာ မမျော်လင့်ကြသောအဖြစ်ရပ်တစ်ခုဖြစ်ပြီးစိတ်ရေးဖြည့်ပြီးအားပေးခြင်းလက်နက်ချသူများအားရရောစွာပေးကမ်းထောက်ပံ့ပြီးလူငယ်ချမ်းသာခွင့်ပေးခြင်းခိုင်မြဲသောလူမှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များချမှတ်ခြင်းစသောအကြောင်းတရားများစုပေါင်း၍အောင်ပွဲခံခြင်းဖြစ်သည်ကရင်တပုံတို့၏လှုပ်ရှားမှုများသည်1950ခုနှစ်အောက်ကုလတွင်အထိနာသော ဆုံးဖြတ်မှုတရက်နှင့်ငင်းဆိုင်ခဲ့ကြရသည်။ဗမာတနက်ကိုင်းတည်ရင်သုံးမှတက်ခွဲတပွဲသည် ဟိုင်းနယ်ဆက်အနီးရှိအရှိတ်ကရင်တောင်တန်းတနေရာ၌ညစခန်းချရာသော KNU နှင့် KNDO ခေါင်းဆောင်စောဘဦးကြီးတို့တပ်ဖွဲ့နှင့်ဝင်တိုးခဲ့သည်။တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစောဘဦးကြီးနှင့်နမဲကြီးကရင်တော်ခေါင်းဆောင်စောဆံကော်တို့ကြာဆုံးခဲ့ရသည်။ကြာဆုံးသူမှာအင်းဆိုင်ထောင်မှလွတ်မြောက်ပြီး KNDO နှင့်လိုက်ပါသွားသောဘူကြီးဗီဗီယန်ဖြစ်သည်ဟုမမတက်မတော်မှနှစ်ပေါင်းအတော်ကြာယုံကြည်နေခဲ့ကြသည် ဟိုဂျီဗီဗီယန်သည်1950ခုနှစ်တွင်မြမပြည်တော်ရင်မှထွက်ခွာပြီးဝေလနယ်ဆွန်စီ၌အခြေချနေထိုင်ခဲ့သည်။စောပါဦးကြီး၏ယာယီစခန်းတိုက်ပွဲကိုဦးစီးသူစစ်ရာရှိများနှင့်တအူးမှ26နှစ်အရွယ်ရှိဘိုမူးစံလွင်ဖြစ်သည်။သူသည်ယခင်ကဘိုနေဝင်း၏ပမတနက်ကိုင်းတိုက်ရင်လေးတွင် အမှုထမ်းခဲ့သူဖြစ်သည်။ တလန်ပုံကန်သူများအားနှိမ်နှင်းတိုက်ခိုက်ရေးကိုဒုရက်ကဘာစစ်အတွင်းကပင်တိုက်ရီဝလာကြသောအမာခံတပ်မှုများနှင့်တာဝန်လွှဲအပ်ထားပြီးဘုန်နေဝင်းမှာရန်ကုန်မြို့၌နေ၍သူ၏နိုင်ငံရေးအာဏာတည်ထောင်ခိုင်မြဲရေးကိုလုံးပန်းနေခဲ့သည်ဘုန်နေဝင်းကိုယ်တိုင်ပါဝင်တိုက်ခိုက်ဖူးသောတိုက်ပွဲမှာ1948ခုနှစ်ကစတင်ရခဲ့သည့် Flash စစ်စင် Operation Flash တစ်ခုသာရှိသည် ထိုဆစ်စင်ကြီးကိုလွတ်လပ်ရေးမတိုင်မီဗီဒီရှာအိန္ဒိယနဲ့ဗမာဗမာတနက်ကိုင်းတိုက်ရင်လေးစစ်တပ်များကရေနံကြောင်းရေနံမြေဒေသတွင်ကွန်မြူနစ်များအားပူးတွဲတိုက်ပွဲဆင်နွှဲကြခြင်းဖြစ်ပြီးရွေးချယ်တင်မြှောက်ထားခြင်းမရှိသောလွတ်တော်အမတ်တအုပ်ကိုအစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ်ခြောက်လက်ထပ်ပို၍ခန့်အပ်ထားနိုင်ခြင်းမရှိသောကြောင့်ဘူနေဝင်းဒီကာကွယ်ရေးဝန်ကြီးယာတုမှနှုတ်ထွက်ပေးခဲ့ရသည်။ထိုယာတုကို သူ၏မဟာမိတ်ဥပဆွေက စက္ခန့်ရရှိလိုက်သည်ဒေါက်တာမောင်မောင်၏အဆိုအရခိုင်မာစနစ်ကြသော ဆိုရှယ်လစ်ပါတီပမပြည်ဆိုရှယ်လစ်ပါတီကိုဖွဲ့စည်းပေးရန်ဥပဆွေအားဘုန်နေဝင်းကတိုက်တွန်းခဲ့သည်ပမတနက်ကိုင်းတယင်းလေးအရာရှိများအနက်ပမပြည်ဆိုရှယ်လစ်ပါတီတို့ဝင်ရောက်ခဲ့ကြသူများတွင်မုံမူးကြီးအောင်ကြီးလည်းပါဝင်ခဲ့သည် သူသည်စစ်ဦးစီးမှုတအုပ်ဖြစ်ပြီးပေါင်းတယ်စားတိတယုတ်ပမာကပြားတအုပ်ဖြစ်သည် ။အမပြည်ဆိုရှယ်လစ်ပါတီမှာဖာဇာဗလာအဖွဲ့ချုပ်အတွင်းတွင်ပါဝင်ပြီးအင်အားကောင်းလာသည်ဖြစ်၍ပါတီတွင်မှပါတီဖြစ်နေတော်သည်။ရင်းပါတီ၏နိုင်ငံရေးအမိဓမ္မာမှာအနောက်တိုင်းဆိုရှယ်လစ်အတွေးခေါ်များနဲ့ဗုဒ္ဓဘာသာအယူဆများကိုရောထွေးပေါင်းဆက်ထားသောဝါဒတရားဖြစ်သည်။ Marx theory သည်ဗုဒ္ဓအမိဓမ္မာနှင့်ဆန့်ကျင်သည်မဟုတ်ချေ။ဥပမာလင်းလင်းပြောရပါမို့ရင်းအယူဆနှစ်ခုသည်စင်တူယိုးမှဖြစ်ယုံတာမဟုတ် အမန္တကယ်၌အနှစ်သာရအားဖြင့်အတူတူပင် ဖြစ်သည်ဟုဥပစေက1950ခုတွင်ရေးသားခဲ့မူသည်။ပြောင်းပြန်ဖြစ်နေသည်မှာဥပစေကိုယ်တိုင်ကမူမြမအဆင့်အတန်းအရချမ်းသာကြွယ်ဝသူတဦးဖြစ်ပြီးသူ၏မိသားစုမှာတတုတွင်များအပြင်တခြားဆက်မှုလုပ်ငန်းများကိုပါပိုင်ဆိုင်ခြင်းဖြစ်သည်။1949-50ခုနှစ်အတွင်းထားကြောပုံကံမှုကိုနှိမ်နှင်းပြီး ်ရရှိခဲ့သည့်အတော်အတန်တည်ငြိမ်မှုသည်မကြမီစိတ်သုံးရအကြောင်းပေါ်ပေါက်လာခဲ့သည်။တရုတ်ပြည်တွင်မော်စီတောင်း၏ကွန်မြူနစ်အများအောင်ပွဲခံကဆက်ရှုံးသောကွန်မန်တန်တရုတ်ပြည် KMD တပ်များထိုင်ဝမ်ကျွန်းသို့ဆုတ်ခွာခဲ့ကြရသည်။ယူနန်နယ်ရှိထောင်ပေါင်းများစွာသော KMD တပ်များမှတမကြီးနှင့်အဆက်အသွယ်ပြတ်သွား၍နယ်စပ်ကိုဖျက်ချော်ကရှမ်းပြည်နယ်ရှိအရှိမျောက်တောင်တန်းဒေသများသို့အလယ်မပြတ်ဝင်ရောက်လာခဲ့ကြသည်။ မန်တန်တို့သည်မြန်မာပြည်အတွင်း၌အခြေခံစခန်းများဖွင့်လှစ်ပြီးလူသူစုဆောင်၍ပြည်လဲလွမြောက်ရေးအတွက်ကွန်မြူနတီများကိုတံပြန်ထိုးစစ်ဆင်ရန်ကြိုးစားကြတော်သည်။နေဇွန်နယ်ပြားများတွင်လေရင်ကွင်းများဖောက်လုပ်ပြီးအမေရိကန်ထောက်လိုင်း၏အဖွဲ့များ၏ညှိနှိုင်းကူညီမှုရယူကာညမောင်ခို၍ထိုင်းနှင့်ထိုင်ဝမ်တို့မှစစ်ပစ္စည်းများကိုလေကြောင်းဖြင့်ခိုးသွင်းခဲ့ကြသည်။ KMD တပ်တို့သည်မြန်မာပြည်အရှေ့ဘက်နယ်စပ်တစ်လျှောက်ရှိကရင်ပအို့ ၊ကရင်နီ၊မော်စသောတိုင်းရင်းသားသဘောများနဲ့ဆက်သွယ်လာကြသည်။ကွန်မန်ဒန်အင်အားကပောင်း2000အထိများပြားလာခဲ့ပြီးအစင်လာအားဖြင့်ဘေးဆိုင်ပြိုးရာဒေသဖြစ်သောတာလွယ်မြင့်အရှိတ်တောင်တန်းဒေသတစ်ခုလုံးကိုသိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ကွန်မန်ဒန်တို့သည်နယ်စပ်ကိုဖျက်ချော်ပြီးတရုတ်ပြည်တွင်သို့ဝင်ရောက်တိုက်ခိုက်ကြသည်ရာမကမြမပြည်အရှိမြောက်ဘက်နယ်စပ်တောင်တန်းများတွင်ဘိန်းအင်ပါယာကြီးကိုပါတိစောက်ကြတော်သည် ခွန်အောက်ကြီးလေးတော်လဲထိုတောင်တန်းမှပြည်သူတို့မှဘဝရည်ရည်အတွက်ဘိန်းပူ၍စိုက်လာရတော့သည် KMD တို့၏ဆက်သွယ်ရေးဖွဲ့စည်းမှုတွင် C46 နှင့် C47 စသည့်အမေရိကန်မှရရှိသောလေယာဉ်ကြီးများပါရှိသောကြောင့်ဘိန်းတဲယူပို့ဆောင်ရေးမှတဟုန်တူတိုးတက်လာခဲ့သည်မြန်မာနိုင်ငံ၏အခြားဘက်ထိုင်းနိုင်ငံ၌ရဲကြောဖောင်စရိယာနန္ဒာမှာအ धिक ဘိန်းဝယ်ယူသူဖြစ်ပြီးဈေးကောင်းပေး၍ဝယ်ယူခဲ့သည်။ဒုဖြစ်၍ မြန်မာပြည်၌ဘိန်းတန်ချိန်30ထွက်ရာမှ1950ခုအလယ်ပိုင်းနှစ်များတွင်တန်ချိန်ပေါင်းများစွာတဟုန်ထိုးမြင့်တက်လာခဲ့သည်။ဗမာတမတော်သည် KMT တို့ကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခတ်ရာပထမဆုံးပြစ်မှတ်မှာအန်ဟတ်အနီရှိစိတ်ကမ်းဖြစ်ပြီး1952ခုနှစ်တွင်ထိုးစခန်းမှ KMT တို့ကို မောင်းထုတ်နိုင်ခဲ့ကြသည်။နောက်နှစ်တွင် အရှိမျောက်ရှမ်းကုန်းမြေမြင့်၌ငကနိုင်စစ်စင်ကြီးကိုဆင်နွှဲခဲ့ကြသည်။ တန်လွေမြင့်ကရုစေဝန်ဆလာတွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ PMD တပ်များဆုတ်ခွာခဲ့ရသည်။ညမကြာမီ၎င်းတို့၏တပ်များမှထိုင်းနှင့်တရုတ်နယ်စပ်တစ်လျှောက်တွင်ပိတ်မိနေကြတော့သည်။ PMD တို့ကိုအောင်မြင်စွာထိုးစစ်ဆင်တိုက်ခဲ့သူမှာရဲဘော်သုံးချက်ဝင်ဗိုလ်မှူးချုပ်ကျော်စောပင်ဖြစ်သည်။ဗိုလ်ချုပ်စောလက်အောက်မှဝန်ဆလာတပ်ရင်းမှူးမှဗိုလ်ကြီးတင်ဦးနောင်တွင်အနတီကောင်းဆောင်ဖြစ်လာသူဖြစ်သည်။ တော်စင်ကဘိုးကျော်စုံမှာမမတက်မတော်တွင်အကျွမ်းကျင်ဆုံးဖြူဟာမှုဖြစ်ပုံရပြီးဘိုးတင်ဦးမှာတက်သေးတွင် လူချစ်လူခင်ပေါများသူဖြစ်သည်သူသည်စစ်သားများနှင့်အတူကရုတ်ချင်းတူပြီးအတူတကွာစားတော့တက်၍ပျော်ရွှင်စွာနေတတ်သောတက်မိုးဟု၍လူသည့်များလေသည်သူတို့နှစ်ဦးသည် KMD တို့အား1954 55ခုနှစ်နွေရာသီတွင်အောင်မြင်သောထိုးစစ်တရက်ကိုတက်မှန်ဆင်နွှဲနိုင်ခဲ့သည် ၎င်းတို့၏ထိုးစစ်ကိုစိတ်ဓာတ်မြင့်တင်ပြီးတော့အချက်မှာ1953ခုနှစ်ဧပြီလ22ရက်နေ့တွင်ကျင်းပခဲ့သည့်ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံ၏တောင်းဆိုချက်တရက်ပင်ဖြစ်သည်ထိုတောင်းဆိုချက်မှာ PMD တပ်များလက်နက်ချ၍မြန်မာပြည်မှထွက်ခွာသွားရန်ဖြစ်သည်စစ်မြေပြင်၌အောင်ပွဲများရခဲ့သည့်အတွက်ဘိုးကျော်စောသည်ပြည်သူတို့၏ချစ်ခင်လေးစားမှုကိုရရှိလာခဲ့သည် ပြောစံခါ၌ဥလူသည်နိုင်ငံရေးအခြေခံရန်အတွက်လုံးပန်းလျက်ရှိသည်။ဖာဇာဘလမှာခငိုင်မမအမြင့်တွင်လျက်ရှိပြီးပတိုက်ခံပါတီမှာလဝဲဝါဒီခေါင်းဆောင်များဖြစ်ကြသောတခင်လွယ်နှင့်တခင်ချစ်မောင်တို့ဦးစီးသည့်ဗမာပြည်အလုံသမားနှင့် တောင်တူလက်သမားပါတီဖြစ်သည်။သို့သောထိုပါတီမှာအင်အားနှဲလုံးသဖြင့်ဖာဇာဘလကိုမြည်တုံးမှမရှင်နိုင်ခဲ့ပေ။ရင်းတို့ပါလီမန်တွင်အတိုက်ခံမရှိဘဲဖြစ်နေရာ မြန်မာပြည်ဤတက်ကြွသောဇာနယ်ဇင်းများကသာအစိုးရအားစောင့်ကြည့်နေခဲ့ကြသည်အထူးသဖြင့်သတင်းစာဆရာများသည်ဝင်ကြီးချုပ်နှင့်မကြာခဏတွေ့ဆုံပြီးအမေအဖေများပြုလုပ်ကြပါ အစိုးရအားမျက်ခြေမပြတ်အကဲခတ်လျက်ရှိကြသည်အစိုးရကိုပုံကန်သူများရှိနေသေးတော်လဲ၎င်းတို့၏အခြေအနေမှာစိုးရွားလုံလာသည်နိုင်ငံသားအထောက်အကူရနေသော KMT မှတပါအခြားအဖွဲ့များမှလက်နက်ခဲယမ်းချို့တဲ့ကြသည်1955ခုနှစ်တွင် ၎င်းတို့သည်ရန်ကုန်မြို့နှင့်အခြားမြို့များကိုသိမ်းပိုက်ရန်မဆိုထားနှင့်ဗမာတပ်မတော်ကိုရှင်ပြန်တိုက်ခိုက်နိုင်သည့်အနေထား၌ပင်မရှိကြတော့ချေနိုင်ငံတကာရေးရာတွင်1955ခုအင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သောဗန်တောင်းမီလာကမှမွေးဖွားခဲ့သည့်ဗမလိုက်နိုင်ငံများလှုပ်ရှားမှုတွင်မြန်မာနိုင်ငံသည်ပူးဆောင်နိုင်ငံအဖြစ်ပေါ်ထွက်လာခဲ့သည်ပူးလူသည်နိုင်ငံသားတို့မကြာခဏချစ်ချည်ရေးခရီးထွက်လေရှိသည်သူသည်အများကြီးချစ်ခင်လေးစားမှုကိုရရှိထားသည့် ုင်းမြူပြည်ပြည်ပုံကုတ်တူဖြစ်သည်။သမားပြည်ထိပ်သည်အင်္ဂလိပ်သတင်းစာ Nation E Editor ဖြစ်သူဦးလောယုံကဦးနုဒီမြတ်တာပွားလွယ်သလားဒေါသထွက်လွယ်သူတူဖြစ်သည်။ဘဝအတွေ့အကြုံအားဖြင့်၎င်းဗုဒ္ဓဘာသာအလေးချိန်အားဖြင့်၎င်းငင်းချက်ကုံလုံးသူတူဖြစ်သည်။ဗုဒ္ဓဘာသာကိုယုံကြည်တတ်ဝင်ကမ်းရှိုင်းသူဖြစ်ပြီးနေ့စဉ်ဘုရားရှိခိုးခြင်းကမ္မထမ်းထိုင်ဘာဝနာပွားခြင်းတို့ကို အချိန်ပေးဆောင်ရွက်သည်နိုင်ငံရေး၌လွတ်လပ်စွာတွေးခေါ်ရေးလောက်ကင်ဆောင်ရွက်သူတဦးဖြစ်သည်ဟုမြေသားဖော်ပြခဲ့သည်1953ခုနှစ်တွင်ဦးနှုသည်ကမ္ဘာတော်လုံးရှိဗုဒ္ဓဘာသာဖုန်ကြီးများနှင့်ပညာရှင်များအားဖိတ်ကြားပါဆရာသင်္ကာယနာတင်ပွဲကိုရန်ကုန်မြို့၌ကျင်းပခဲ့သည်ဗုဒ္ဓသာသနာကောင်စီကိုဖွဲ့စည်းကာဗုဒ္ဓစာပေများဖြန့်ချီထုတ်ဝေခဲ့သည်။ရန်ကုန်မြို့မြောက်ဘက်မြို့စုံတွင်ကဘာအေးစီတီကိုတည်ဆောက်ရန်လဲဥနုကကမ္မကရာပြုခဲ့သည်။ ။ပေလုံငန်းကိုမူအားဖြင့်မြည်သူမြ၊ကန့်ကွက်ခဲ့ခြင်းမရှိတော့လေ။စစ်မှုနိုင်ငံထူထောင်ရန်ငွေအရင်းနှီးလိုအပ်နေချိန်၊အဝါရေးစီတီအတွက်ဈေးစကားကြီးစွာအကုန်ကျခံရန်မသင့်မျှော်ကြောင်းဖြင့်တချို့ကပြစ်တင်ဝေဖန်ကြသည်။တချို့ကဥနုသည်သူ၏အစိုးရတရားဝင်တည်ထောင်ခိုင်မြင့်ရန်နှင့်နိုင်ငံတကာ၏စာနာမှုရရှိစေရန်မာဒာရေးကိုဖူလုံးလုပ်သည်ဟုစွပ်စွဲကြသည်။ဦးနှီးဆိုရှယ်လစ်ဒီမိုကရေစီအမြင်ကိုပြည်တော်သားဟုခေါ်ဆိုခဲ့ကြသည်။ ပြည်တော်သားဤမြို့ပြကျေးလက်တိုးတက်ရေးလုပ်ငန်းစဉ်တို့မှာအဝီစီတွင်တူးကရေစုပ်ဆက်များတပ်ဆင်ခြင်းရေကာတာတိဆောက်ခြင်းဆယ်မြောင်းတူးဖော်ခြင်းလမ်းပေါက်တရားဆောက်ခြင်းကြောင်းများစာကြည့်ရိုက်များလူမှုပူလောင်ရေးဌာနများတည်ထောင်ဖွင့်လှစ်ခြင်းစသည်တို့ပါဝင်သည်ဒီလုပ်ငန်းကိုမြမပြည်လယ်ပိုင်း၌တင့်တင့်စွာအကောင့်ထဲဖို့ဆောင်ရွက်နိုင်ခဲ့တော်လဲပြည်내တောင်တန်းဒေသများကိုအလေးမထားဥပိ္ပခါပြုသည်ဟု လူမျိုးစုဒိုင်ယနာခေါင်းဆောင်တချို့ဤမချေနှက်တော်ဝေဘာမှုများပေါ်ထွက်လာခဲ့သည်အထူးသဖြင့်ရှမ်းပြည်နယ်တွင်အခြေအနေဆိုးလာသည်အကြောင်းမှာဒေသခံတိုင်းရင်းသားတောင်သူလက်သမားများသည် KMD နှင့်ကျွတ်ကျော်သူနိုင်ငံသားများကိုတိုက်ထုတ်ရန်ရောက်ရှိလာသောဗမာစစ်တပ်အကြမ်း၌ညက်ပိတ်ကညက်ပိတ်ကဒုက္ခကြုံတွေ့ရပြီဖြစ်သည်အတိတ်ကာလများတွင်ရှမ်းလက်သမားများသည်လူမျိုးစုဗမာတို့နှင့်ကိုလူဆက်ဆံဘူးခြင်းမရှိကြလောက်ဖြစ်သည် ။မမစကားပြောတဲ့သူရှားပါလာတယ်။မမတမတော်မှစစ်သားများသည်မမများသာဖြစ်ကြသည်ဟုသောအမြင်များဝင်လာကြသည်။စစ်သားများမှလည်းရှမ်းပြည်နယ်သည်အသွေးမတူသောနယ်ကြားဒေသတစ်ခုကဲ့သို့တွေ့မြင်လာပြီးဒေသခံရှမ်းများနှင့်တောင်ပေါ်သားများအပေါ်ပြုမှုဆက်ဆံပေါ်မှာစံပြဆက်ဆံရင်းနဲ့အလံဝင်းနေပြီးတော်သည်။ထို့ဖြင့်တိကြခွဲထွက်နေထိုင်လိုသည့်ဆန္ဒများရှမ်းတို့ရင်ထဲ၌ကိန်းအောင်ကအမြင့်တွယ်စပြုလာပေသည် မိတို့ဖြစ်စေဖွဲ့စည်းအုပ်ချုပ်ပေါ်အခြေခံဥပဒေအရသူတို့အနေနဲ့ပြည်အောင်စုအတွင်းမှာဝှက်ထွက်ခွင့်ရှိခဲ့သည်စီးပွားရေးအရမြန်မာပြည်သည်ဒုတိယကမ္ဘာစစ်၏ဖြည့်ဆည်းမှုဌာန်ကိုခံရရသည်တိုင်းပြည်သည်နှစ်ကြိမ်တိုင်တိုင်စစ်တလင်းဖြစ်ခဲ့ရသည်ပထမအကြိမ်၌ဂျပန်များကျူးကျော်ဝင်ရောက်လာခြင်းကဖြစ်ပြီးဒုတိယအကြိမ်မှာကျူးကျော်ဝင်ရောက်သူဂျပန်များကို တိုက်ထုတ်ခဲ့စဉ်အချိန်ကဖြစ်သည်ရင်းနောက်ပိုင်း၌ပြည်တွင်းစစ်တောက်လောင်ပေးရပြန်သည် 1950ခုနှစ်အလယ်ပိုင်းကာလ၌ထွက်ကုန်ပစ္စည်းအလုံးဤတန်ဖိုးမှာ1938 39ခုနှစ်ထွက်ကုန်တန်ဖိုးဤ80ရာခိုင်နှုန်းမြတာရှိခဲ့သည်အစိုးရသည်내ချက်လက်ကင်တော်ဖြစ်သည်ဟုသော CPB တို့၏ဝါဒပြမှုကိုခြေဖြတ်တိုက်ခိုက်နိုင်ရန်အတွက်ဦးနှုသည်စကန်ဒီနေးဗီးယားနိုင်ငံများဖြစ်ကြသည့်ဒန်မတ်၊နော်ဝေး၊ဆွီဒန်၊ဖင်လန်စသောမြောက်ဥရောပနိုင်ငံများ၏လူမှုဒီမိုကရေစီစနစ်ကို အတူတူ၍တင့်တော်သောစီးပွားရေးနှင့်လူမှုရေးပေါ်လစီများချမှတ်ခဲ့သည်ပြည်တော်သားစီမံကိန်းကိုစံနမူနာအဖြစ်တွေ့ရှိနိုင်သည်အရေးကြီးသောစီးပွားရေးကဏ္ဍတချို့ကိုလည်းပြည်သူပိုင်ပြုလုပ်ခဲ့သည်မြေထားရေချောင်းတည်ယူပို့ဆောင်ရေးလက်စစ်တပ်အားစသည်တို့အပြင်စံကြဝါးနှင့်တစ်တင်ဖို့ရောင်းချရေးတို့လည်းပါဝင်ခဲ့သည်အစိုးရ၏ထောက်ပံ့ကူညီမှုဖြင့်ဒီလက်မြေချင်းမြေအထယ်လေးဂုံလျှော်တမနိတကြားအောက်နှင့်ကျွေဆက်ရုံများအပြင် စေဝါဆက်ရုံများစသောပြည်တွင်းထုတ်ကုန်လုပ်ငန်းများပေါ်ထွက်လာခဲ့သည်။ဗီဒီရှားတို့၏အချို့စီးပွားရေးလုပ်ငန်းဟောင်းများကိုအထူးသဖြင့်ရေနံနှင့်ဓာတ်သတ္တုဒူးပေါ်ရေးလုပ်ငန်းများကိုထပ်ဆက်လုပ်ငန်းအဖြစ်အသွင်ပြောင်းလုပ်ကိုင်ခဲ့သည်။သို့သောအထူးကပြည်ထနာမှာလွတ်လပ်သောမြန်မာနိုင်ငံသည်ဗီဒီရှားဝန်ထမ်းများနှင့်နိုင်ငံခြားသောအတတ်ပညာရှင်အားလုံးကို ပြန်ပို့လိုက်ခြင်းဖြစ်သည်။ဤဒီမှာလဲစစ်ပီပီတို့၏ထိုးစစ်ကိုရှောင်တန်းရန် ကစားခဲ့သောနိုင်ငံရေးကြားကွက်ပင်ဖြစ်သည့်မြရထားဌာနအကောက်ခွန်ဌာနကဲ့သို့သောဌာနများရှိအင်္ဂလိပ်မြန်မာကဗျားများမှာယာတုမအစားထိုးဖယ်ရှားခြင်းခံရပြီးတခြားနိုင်ငံသို့အပြီးပိုင်ထွက်ခွာသွားခဲ့ကြသည်။အများပြားမှာဩစတြေးလျနိုင်ငံသို့ထွက်ခွာခဲ့ကြသည်။အိန္ဒိယတိုက်သားများစွာလည်းဂျပန်ကစ်တွင်မြန်မာပြည်မှထွက်ခွာခဲ့ကြသည်။မြန်မာပြည်နှင့်အိန္ဒိယပြည်တို့လွတ်လပ်ရေးရသောအခါကြာရှိနေသောအိန္ဒိယပြည်သားများစွာပြည်တော်ပြန်ခဲ့ကြသည်။ ကျစ်တီးများထွက်ခွာသွားကြသည်ကိုဝမ်းနေသူမရှိသလောက်ဖြစ်တော့လဲကျွမ်းကျင်သူအလုံသမားများဝန်ထမ်းများအသေးစားစီးပွားရေးသမားများအတွေ့အကြုံရင်းကျက်သောတွင်းကုံထုတ်ကုံလုပ်ငန်းရှင်များဆုံးရှုံးခဲ့ကြရသည်မြမအမျိုးသားဂုံကိုမြင့်တင်နိုင်ခဲ့တော့လဲစီးပွားရေးအဖြစ်အထိနာခဲ့ရသည်နိုင်ငံသားများထွက်ခွာသွားရေးလက်လက်ကြံခဲ့သောနေရာယာတို့များကိုအစားထိုးဖြည့်ဆွက်ရန်ပညာတတ်ပြီးအတွေ့အကြုံငင်းချက်သည့်မြမလူမျိုးများလုံလောက်စွာမရှိ၍ဖြစ်သည် 1958ခုနှစ်တွင် Atlantic လစဉ်စာဆောင်တွင် Nation သတင်းစာစရာဦးလောယုံကမြမပြေချောင်းကိုဤသို့ရေးခဲ့မှုသည်လုပ်ငန်းကျင်းကျင်းမှုဆိုင်ရာဆုံးရှုံးမှုမှာတွက်ဆိုင်ရေးမရနိုင်အောင်ကြီးမားလာသည် ယခုအခါမြမကြီးတွင်ပို၍ဈေးကြီးသောအနောက်တိုင်းကျွမ်းကျင်သူများကိုနှာရန်ရတော်သည်ရခင်ခါကထိုအလုံများကိုဈေးပေါပေါနဲ့လှုပ်စေနိုင်ခဲ့သည်ဦးလောယုံသည် မြန်မာပြည်၏နိုင်ငံရေးစနစ်ကိုလည်းအကွက်ကျကျစမ်းစစ်ဝေဖန်ခဲ့သည်။လယ်မြေဝင်ငှခြင်းများအမတော်ငွေချေးခြင်းများပြည်တော်သားစီမံကိန်းလုပ်ငန်းများလူမှုဖူလုံရေးခံစား권များစပားကောက်မဲသီးနှံဝယ်ယူခြင်းများစသည်တို့ကိုဖဆပလလူများကချုပ်ကန်ထားကြသည်။ဩဇာရဲ့ရောင်ပြခြင်းဖြင့်ချုပ်ကန်ခဲ့တော်လဲမကြကနဆိုသလိုအင်အားကိုအသုံးပြုလေရှိသည်။နေသားများမှလည်းအာနာပါဝါရှိနေသည်။သူတို့တွင် တနတ်များရှိသောကြောင့်သူတို့အားအတိုက်ခံပြုရန်မှာမလွယ်ကူလာပေ။တနေ့တစ်ချိန်တွင်ဒီမိုကရေစီအပြည့်အဝရရန်မျှော်လင့်ပါတော့လေ။ယနေ့ကျွန်ုပ်တို့၏နိုင်ငံရေးဘဝမှန်မှာအင်အားကြီးသူနိုင်စရန်မှုရှိသောတပါတီအုပ်ချုပ်ရေးစနစ်နှင့်မှတ်တမ်းဆောင်သော တရားရုံးများရွေးကောက်တင်မြောက်သောလွတ်တော်ပုဂ္ဂလိကလွတ်လပ်မှုစသည်တို့ကြားတွင်ထိန်းစားနေရသောဘဝမျှတာဖြစ်သည်။ ညီတွင်းစစ်ကြောင်းစစ်တပ်တကောအာဏာကြီးထွားလာသည်ဆိုတော့လေဖာဇဗလာအစိုးရကဒီမိုကရေစီကျင့်သုံးများကိုလက်ကိုက်ထားခဲ့ဒီမှာမြင်းပွေရာမရှိပေဖာဇဗလာခေါင်းဆောင်များကဒီမိုကရေစီထုံးခါရေးကိုရိုးသားလိုက်လဲစွာအားပေးကြပြီးလွတ်လပ်စွာပြောဆိုခွင့်ပြောဆိုပိုင်ခွင့်ရရှိရေးလွတ်လပ်၍အာကောင်သောဇာနယ်စင်းများပေါ်ထွက်ရေးတိကျပြတ်သားသောတရားရုံးများဖြစ်ပေါ်ရေးဒီမိုကရေစီနီးကြသော အထိုက်ခံဖွံ့ဖြိုးရေးစသည်တို့ကိုလည်းအမှန်တကယ်လူလားပါကြောင်းပြောဆိုကြညာကြသည်